น้อยเมลาวะทีนี้ก็๊กตาละอเมดูรูดอมาเยสนับไปสิเดเน่จมารุยญาสุราโกเวสับปีเพปตาจมาเยอีก่าโอคุเพช่วุคิมตุบายะอเมเนตะไซตุเนอาลองแคมาตาวไลตาทีนี้ต้นมะพยาเวยอ่อเรนี้พยายามีเว็บชิบาเร သခင်အောင်ဖေရှင်ပို့လိုက်တဲ့အရန်လန်စာကလေးရလို့ကျေးဇူးတင်တယ်။ဇဝဲပေါ်မှာ တင်ထားပြီးအားတဲ့အချိန်နဲ့နဲ့စီဖတ်တယ်။စာကလေးဖတ်ရတာကျေးဇူးများပါတယ်။မန္တလေးမှာတရင်ကျိုးတစားမုံဆိုတာဘုရားပွဲတွေတထိန်ပွဲတွေအများဆုံးတက်လာပဲ။ဒီနှစ်ထူးခြားတဲ့ဘုရားပွဲလေးတစ်ခုအကြောင်းတင်ပြဦးမယ်။အဲ့ဒါကတော့မန္တလေးညောင်ပင်ဈေးကဈေးသူဈေးသားတွေကိုကြွယ်တဲ့ရွှေလေးဓမ္မယုံက ရွှေလေးဖျားရဲ့နှစ်တရာပြည့်ပွဲကျင်းပဖို့စီစဉ်နေတဲ့အကြောင်းပေါ့အခု1355ခုဒဇာမောင်းလဆန်းရှိရဲ့နေမှာအဲ့ဒီဖျားကရာပြည့်ပွဲကျင်းပမှာတဲ့ဒီဖျားကဒီဖျားက16လမ်းနဲ့83လမ်းတောင်မှာရှိတဲ့ညောင်ပင်စည်းရဲ့စနေတောင်မှာဈေးသူဈေးသားတွေကိုယ်ပယ်စားတဲ့ စေတမယုံဖရာတွင်ကဉာဏ်တော်ငယ်ငယ်ကြီးစင်တူတော်ကလေးပါ။လို့ပေမဲ့တမန်ကြီးစင်စင်တူတော်လေးတဆူမြတော့မဟုတ်လေဘူး။ထူးထူးခြားခြားတမိုင်းနဲ့ဒီမတော်မန္တလေး1249ခုသူ့ကျုံဘွားကြာရောက်တယ်။ဒီဒီရှာဇိုရက1249ခုမှာမန္တလေးမြူတီစပယ်ကိုဖွဲ့တယ်။သူတို့ဟာမင်းသစ်ဆိုတဲ့သူတို့ဩဇာဟာနာသစ်ဆိုတဲ့အနေနဲ့ မြမာရီရောင်းဝယ်ဖောက်ကားရာမှာတုံးဆွဲနေတဲ့အလေးတင်းတောင်းတွေကိုတပြေးညီအားလုံးတပြေးညီဖြစ်အောင်လုပ်မယ်လက်ရှိထိတ်တွေတုံးဆွဲနေတဲ့မြမာအလေးတွေကိုအားလုံးကိုသူတို့စီလာအပ်ပြီးသူတို့တိမှတ်သုံးလုပ်ထားတဲ့တန်ခွက်တွေနဲ့လာရောက်လဲလဲရမယ်ဆိုတဲ့အမိန့်ကိုထုတ်ပြန်တဲ့အဲ့ဒါ1255ခုနှစ်ကပါအဲ့ဒီတော့ညောင်မင်းဈေးကဈေးသူဈေးသားတွေကသူတို့လက်ရှိချိန်တွင်ရောင်းဝယ်နေတဲ့အလေးတွေက ြန်မာမင်းကအတိမှတ်ပြုပြီးထုတ်ပေးထားတဲ့ရင်သာရုပ်အလေးတွေကျင်းနဲ့သွန်းထားတဲ့အထင်ပြည့်အလေးမှန်တွေဒီလေးတွေကိုပဲရွှေချင်ရင်လည်းသုံးဆွဲတာဒါကြောင့်ရင်သာရုပ်အလေးဖြစ်ပေမဲ့လည်းရွှေကိုယ်တော်ချိန်တာမလို့ရွှေလေးလို့ခေါ်တယ်ဒီလေးကိုကရဖြူစိုးရကတန်ခွက်လေးနဲ့လဲယူရမယ်ဆိုတာကိုမလဲနိုင်ပါဘူးဆိုပြီးတော့ဈေးသူတွေဟာဈေးသူဈေးသားတွေကတညီတညွတ်ထဲသူတို့ရှင်မှရှိရှိသမျှဟင်းသာရွှေလေးတွေကို စုပေါင်းကြိုချက်ပြီးတော့ဘုရားဆင်းတွေတော့သုံးပြလိုက်ကြတယ်ပြီးတော့အဲ့ဒီဘုရားကို သူတို့ဇီးရဲ့စနေတော့မှာဓမ္မယုံဆောက်ပြီးကိုးကွယ်လိုက်ကြတယ်ညောင်ပင်စည်းကဇေသူဇေတာတွေဟာသူတို့ရွှေလေးဘုရားအနှစ်တရာဒီနှစ်ပြည့်လို့ရာပြည့်ပွဲကျင်းပမှာဖြစ်တဲ့ဇေသူဇေတာဆိုတဲ့လူတန်းစားကလည်းစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ကလူအလွန်အားလုံးကလူတွေနဲ့ဆက်ဆံတဲ့သူတွေဒီလိုဆက်ဆံရမှာတရားသဖြင့် တန်ပေးလို့ဈေးရတဲ့နည်းနဲ့တယောက်နဲ့တယောက်အတာအနာမရှိဒန်းတူရည်တူဆက်ဆံကြတာဖြစ်တယ်။သူတို့ဈေးဝယ်ထဲမှာမင်းစိုးရစားပါမယ်၊တတိတကြွယ်ကြီးရတဲ့ပါမယ်၊လူတတ်တန်းစားပါမယ်၊လက်လုံလက်လုံလက်စားစင်းရသားပါမယ်၊စားရပြုတ်ရဆိုတဲ့တောင်မူလသမားပါမယ်။ဒီလူတွေအားလုံးကို မျက်မျက်တာတာအတူတူထားပြီးဆက်ဆံတာဒါကြောင့်လူရည်လျာမှာဈေးတယ်ကိုဘယ်သူမှမတူနိုင်။လူပေါင်းဆန်ရမှာလည်းဈေးတယ်ကထိတ်ကအဲ့တော့သူတို့ကချရင်လည်းမကြဘူး။မျှရင်လည်းမမျှဘူးပေါ့။ ညောင်မင်းသေးသားတွေကပြောတတ်သေးတယ်ရွှေလေးဖျားကိုအကြောင်းပြုပြီးတော့ဗီဒီရှာဆိုရကစောစောစီစီအကဲဆန်းပြတာတဲ့သူတို့တဲ့မန္တလေးမှာ1982ခုနှစ်ကဆိုင်နန်မီဆိုပြီးတော့ဆိုင်နန်ကစပြီးလောင်းတဲ့မီကြီးတစ်ခုလောင်းခဲ့သေးတယ်အဲ့ဒီမီကမီးလောင်ပြင်းတောင်မြောက်နှစ်ပိုင်းရှိတယ်လို့ပြောတယ်အေးအာမမီကြီးတစ်မီပေါ့အဲ့ဒီမီကြီးရဲ့ညောင်မင်းသေးပါသွားတော့ ရွှေလေးဓမာယုံကလည်းမိခခံရတာပေါ့နှုတ်ပြီးတဲ့ဈေးသူဈေးသားတွေဟာသူတို့ရဲ့ချွေးနဲ့စာနဲ့ဒီဓမာယုံကိုဒီတကားတော့မိခံအုပ်ဓမာယုံပြန်ဆောက်မယ်ဆိုပြီးငွေများစုပေါင်းကောက်ခံပြီးမိလောင်ရင်ကနေအစ်စ်ပြန်လဲတိဆောက်လိုက်တာအခုတော့မိခံဓမာယုံဖြစ်သွားပြီမိခံအုပ်ခံမိခံအုပ်ဓမာယုံဖြစ်ယုံတာမကဒီနေ့တစောင်းလုံးလာစဉ်ရှိရနေမှာတော့ရာပြေပွဲကျင်းပါမယ်အနိုင်မခံရှုံးမပေးညမင်းဈေးသူဈေးသားတွေရဲ့တကယ်စိတ်ရပါ့မလား အမေကတော့ပွဲတပွဲကိုခေါ်သွားအောင်မယ်။အဲ့ဒါကတော့တဆုံညောင်ရီပွဲဖြစ်တယ်။အညာဒေသမှာယာဒီဥတုအပူပြင်းဆုံးလာတွေကတော့အေဘရာမီဆွန်ဆိုတဲ့သုံးလာပေါ့။ကဆုံနေုံဆွေဆွေကုန်ညီမလို့ပြောကြတယ်။မိုးရမလာသေးတော့ပူတာကဒီရီဖရင်ဟိုက်တရာကျော်တာနေ့တိုင်းရှိတဲ့အူချိန်မျိုး။ဒါကြောင့်အဲ့ဒီယာဒီဥတုမျိုးမှာညောင်ရီသုံးပွဲတွေလှုပ်ကြတယ်။ဂေါရဘမြတ်စွာဘုရားပွင့်တော်မူတာကဘောဒီညောင်မင်းရဲ့မှာပွင့်တော်မူ။ဘောဒီညောင်မင်းဟာလည်းဇေဒီထိုက်တယ်လို့လူတွေက ကျောင်းကံဘုရားဝင်းနေထဲမှာအမြတ်တနိုးနဲ့ဗောဓိညံကိုစိုက်ပြုထားကြတယ်။အဲ့ဒီညောင်မင်းကြီးဟာအခုလိုမိုးမီးတဲ့ရက်တွေမှာဆိုရေလိုမှာပေါ့ဒါကြောင့်ညောင်မင်းကိုရေလောင်းနေလောင်းတာကပွဲတဲ့တပင်တစ်ခုအနေနဲ့လောင်းတာပါ။ပွဲဖြစ်အောင်လို့ပုံကတော့ရက်တဲ့ရတဲ့ကမင်းကလေးတွေကဂျီဟိုကိုစီရွက်ပြီးညောင်မင်းကြီးကိုသွားရေလောင်းကြမယ်။သူတို့နဲ့အတူရက်တဲ့ရတဲ့ကလူငယ်တွေကလည်းပျော်တမ်းဖွဲ့စည်းထားတဲ့ OCY တို့ဘာဝိုင်းနေတိမောက်ကကုန်ပြီးလိုက်ကြမယ်ပေါ့။အဲ့ဒီတော့ကနေစပြီးကစုံညောင်ရီပွဲက နှစ်စဉ်နဲ့တိုင်းစီကားတိုင်းမြိုက်စွာနဲ့ပျော်ရွှင်စွာကျင်းပဖြစ်သွားတဲ့ပွဲလေးဖြစ်သွားတယ်။အညာဒေကအတို့သဖြင့်အပူပိုင်းဆောင်ဟောင်းမိုးရာသီမဝင်ခင်၊နှွေရာသီအပူတန်းကတော့တော့ကိုပြင်းထန်တယ်။ဒါကြောင့်ရေရွေရေကန်တွေတောင်မှရေခဲကုန်နဲ့ရေကန်တွေရေနဲ့ရေခဲကုန်တဲ့အခါမှာတော့ကံထဲမှာရှိနေတဲ့ငါးသတ္တဝါတွေဒုက္ခဖြစ်ကြပြီပေါ့။ဒါကြောင့်ဘုရားဘာသာမြန်မာတွေကရေကန်ဆဲတယ်၊ကန်ဆေးတယ်။ကန်ထဲကငါးတွေကိုကောင်းကောင်းမွန်မွန်ဖမ်းထားပြီ ရေကန်မှာရေသစ်ပြန်ဖြည့်နိုင်တော့မှဒီငါးတွေကိုပြန်လွတ်ပေးတယ်။အဲ့ဒီခါမှာတန်ခါမြဖန်းစီရမိတဲ့တင်အပ်ဆဲဆဲငါးတတ္တဝါတွေကိုလည်းဝယ်ယူထားပြီးတော့ဇီဝိဒါဒါနာအဝိဒါဒါနာလို့ခေါ်တဲ့သူ့အတန်ချမ်းသာရရအောင်ပြုလုပ်တဲ့အလူကိုအဲသူ့ကိုဘေးကင်းငင်းပြုလုပ်ပေးတဲ့အလူများဖြစ်ကြပါတယ်။နေ့ဦးဝဲမှာငါလုပ်ပွဲဆိုတာဒီကနေစပြီးဖြစ်လာတဲ့အလူမျိုးဖြစ်တယ်။ဒီတော့ကတော့တွင်ရေကိုလူတွေကတတ်သုံးကြတယ်မန္တလေးမှာရေတွေးတကားလို့ခေါ်တဲ့ရေတွေးမောင်မြောက်များစွာကိုတူးလူသားတဲ့အလူရှင်ကြီးတူ ကော်လိုနီခေတ်ဦးတော်ကရှိခဲ့အဲ့ဒီပေါ့ကိုကြီးကရေရွင့်တဲ့ရက်တွေမှာရေရွင့်နဲ့တူးပြီးလူကဲလို့သူ့ကိုရေရွင့်တကကြီးလူတွေကချစ်ကြီးညိုစွာခေါ်ကြတယ်နာမည်တော့မခေါ်ကြတော့ဘူးအဲ့ဒီရေရွင့်တွေကအတောင်20ဝန်းကျင်ကနေပြီးအတောင်30 40နဲ့တက်ထိတူးရတယ်အဲ့ဒီတွင်းတွေကနှွေးခါရောက်တော့ရေခန့်တတ်တယ်ခမ်းမီဆိုတွင်းကြီးဆယ်တယ်ဆိုတဲ့ကုသိုလ်ကိုရက်ကွက်လူငယ်တွေကဝမ်းမီယူကြတာပဲတယောက်တိန်မကထွက်ပြီးတော့မှတိန်တယောက်မကထွက်ပြီးတရော်တစ်ပါးလောက်ကြတယ်အခုသူ တွင်းထဲကရေတွေကိုကောင်းစင်အောင်ခက်ကြာနေတဲ့အမိုက်တရိုက်တွေဆဲရေရင်းကိုတန့်စင်းရေးလောက်တာပေါ့ကိုလိုက်တဲ့ရာသီမှာတန်ခါများကိုလည်းရေကုသူလုပ်တဲ့အရက်များလည်းရှိတယ်။ဘုံကြီးကျောင်းတွင်နာမှာဘုံကြီးကျောင်းသားနီးနီးတွေမှာစီအိုကြီးတွေရေအပြစ်ခတ်ထည့်ထားပြီးတော့အိုဘေးမှာကြီးချိုးစရာရေချိုးကုန်လေးခင်းလို့ဆက်ပြာခွက်ကလေးတင်စရာနေရာလေးနဲ့ဆက်ပြာခွက်ကလေးတွေတင်ပေးလို့စီတက်ပြီးအပြစ်ဖြစ်ထားတဲ့စီအိုလေးတွေကိုယာယီမိုးလေးနဲ့မိုးပေးထားတယ် စွန့်ငန်ထွက်လာတဲ့ကိုရော်ဒီအလွန်ပူအိုက်နဲ့ရေဝင်ချိုးလို့ရအောင်ရေထဲတင်မိုင်လေးများပါအတင်တင်ထားတယ်။အညာမှာရေချိုးတယ်ဆိုတာကဂျေးစင်အောင်လောက်တာတဲ့ပူအိုက်နေတာကိုအေးပြန်သွားအောင်လုပ်တဲ့သဘောအများကြီးစားတယ်။ဒါကြောင့်အေးတဲ့အရိုက်ကလူတွေကရေချိုးတယ်ဆိုတာနဲ့ကျမတို့ပူတဲ့အရိုက်ကလူတွေရေချိုးတယ်ဆိုတာကအတိတ်ပဲချင်းနည်းနည်းခြားနားသလိုရေချိုးတဲ့ပုံစံချင်းလည်း꿰တယ်။အနစ်တာရာချင်းလည်းမတူဘူး။အေးတဲ့ရက်ဒီမှာကရေကိုနေ့တိုင်းချိုးတိုင်းတာမဟုတ်ဘူး။အေးတော့ရေဟာ အေးတော့ချမ်းတော့ရေကိုတက်လာပါတခါဆိုတာမျိုးချုပ်ပြီးတော့ခန္ဓာကိုယ်ကိုတန့်စင်အောင်ပြုကြတယ်ဒါကြောင့်လူဝင်ပြီးစိန်လို့ရအောင်ကြီးတဲ့ရေစီမျိုးနဲ့ရေနဲ့ရင်တွေကိုကြိုက်တဲ့အနေထားကိုဆက်ခန္ဓာကိုယ်ကိုစိန်ကြီးရင်နူးတော့မှဆက်ပြားနဲ့တိုက်ချွတ်အဲပြီးတော့တခါဒီရေမှာဆက်စိန်စိကြောပြီးတော့မှရေသည့်နဲ့နဲ့နဲ့တန့်စင်ဒီရေချိုးတဲ့အမှုကိုအပီးသက်တယ်ပေါ့နော်ဘတ်သက်တို့လိုရေချိုးကန်ကြီးတွေကသူတို့ရေချိုးနီးတွင်တစ်ဝက်တဲ့ပစ္စည်းဖြစ်တယ်ချမ်းအေးလာတဲ့ရက်တွေမှာရေချိုးကန်နဲ့ရေနွေးများမရှိဘူးဆို ရေချိုးဖို့ရမဖြစ်နိုင်သလောက်ပဲကျမတို့နိုင်ငံမျိုးကြတော့အဲ့ဒီအေးတဲ့ရက်တွေကရေချိုးနေတဲ့ချိုးပါလို့ဆိုပြီးတော့ရေချိုးကံရောရင်းတွေရော ပြေးလာတယ်ဆိုပါတော့ကျမတို့ကနှစ်နေတဲ့လက်ခံချင်မှာမဟုတ်ဘူးခြေနဲ့စိမ့်ချိုးရတာကိုပဲရေကနည်းလီတော့ယွန်စရာလို့ထင်နေတာအဲကျမတို့ရေချိုးတယ်ဆိုတဲ့အလေချင်းကလေခြေညော်စင်အောင်လောက်တာလဲမှန်တယ်ပူအိုက်နေတာကိုအေးမြသွားအောင်လုပ်တာလဲပါတယ်။ဒါကြောင့်ကိုခန္ဓာရဲ့အပူချိန်နဲ့ညော့နေတဲ့ရေအေးကိုခန္ဓာကိုယ်ပေါ်ကိုခွန့်နဲ့လောင်းချူတယ် ရေချိုးနေဆဲကာလရေလောင်းနေဆဲကာလမှာလေးအေးကလေးကတိုက်ပင်းပို့လို့တောင်အေးမြသွားသေးတယ်။ရေချိုးကန်းကြီးအလုံးချုံကြီးထဲမှာရေချိုးရတာကိုနေရာသီးဆုံးမကြိုက်ဘူး။လေးလေးတိုက်ပေါ်ရတဲ့အကရံရှိတဲ့နေရာမျိုးမှာရေကိုတခွဲချင်းတခွဲချင်းခက်ခက်ပြီးစိမ့်စိမ့်ကလေးလောင်းချရတာမျိုးကိုသဘောကျကြတယ်။တချို့ကလည်းရေလဲပေါ်တယ်၊ကျမ်းမာရေးနဲ့လည်းတအားသာဖြစ်တယ်ဆိုတနေ့ကိုရေနှစ်ခါသုံးခါဒါမှမဟုတ်အချိန်ချင်းရေချိုးနေတဲ့သူတွေလည်းရှိတယ်။အဲကျမတို့ရေချိုးတဲ့သဘောကကြီးညှော်စင်အောင်စေးကြောတာနဲ့အတူ ဟိုအိုက်တာကိုအေးမြသွားအောင်လုပ်တာလည်းအမှန်ပါဒါကြောင့်တချို့ကတင့်ပင်ရိတ်မှာရေအိုးနဲ့ရေကိုတညစ်သိမ့်ထားတယ်ရေချိုးတော့မယ်ဆိုမှအဲ့ဒီညစ်တဲ့ရေလေးခွက်ငငယ်လေးနဲ့ခက်ယူကိုဘဘတစိမ့်စိမ့်လောင်းချပြီးချိုးတယ်တကယ်တော့ကြီးညောဆိုတာကလည်းချွေးတဲ့ပုံမှန်ရှိတာပါနေတိုင်းရေချိုးနေတဲ့သူတွေကရေနဲ့စိမ့်ပြီးခြေချွတ်ဖို့လိုတဲ့ကြီးမျိုးမရှိကြဘူးပေါ့ဒီလိုရာဒီမှာတိရိပ်ဝါရဲ့ကြီးကလည်းဖို့တန်လိုက်တာအလုံးတစ်ပင်ကြီးကြီးအရိတ်ကောင်းကောင်းမှတောက်ရိုးစင်တဲတာက မြန်မာလူမျိုးတွေရတကယ်ကိုယ်ချစ်စရာလူမျိုးဒါမျိုးပြည်နိုင်ငံမှာမှရှာလို့မတွေ့နိုင်ဘူးကျမတို့စီမတော့မမပန်မန်လျှောက်လန်းလာတဲ့ကြီးတဲ့ကိုတောက်ရီဟိုစင်ကလေးကတခွက်ကလာတောက်သွားရင်မောင်ရီမော့ပြေတယ်လို့ဖိတ်ခေါ်နေတယ်လို့ပဲဒါကြောင့်အရေးရတဲ့တစ်ပင်ဆိုင်တဲ့အလူမျိုးလုံးတဲ့သူရှိတယ်ရှင်တန်နေပြီးသားအပင်တွေကိုရေလောင်းတဲ့သူတွေရှိတယ်တစ်ကိုင်းဆိုင်လာတစ်ပင်ခုတ်တာကိုကျမတို့လူတွေကဝါသနာမပါဘူးဘာပါယုံမြတာမကငရဲ့ကြီးတဲ့အောင်ထင်တတ်တာ အရေးခေါ်ပူရတာကိုအခုတည်းမှအင်တန်သိကြတဲ့မျိုးကိုတည်ရဲ့ဝိုင်းမြန်တို့တဲ့မြန်မာလူမျိုးတွေကိုဇေဒီထိုက်တယ်လို့ယုံကြည်ထားတဲ့ဗောဒီညောင်မင်းကိုပူအိုက်တဲ့ယာတီမျိုးမှာညာရီသုံးပွဲတွေနဲ့လောက်ကြတယ်ဆိုတာလည်းညီချင်းမှုပေါ့ဒီထိကတော့အမေကအမေရဲ့ဒီ72ပွဲဈေးတယ်ဆိုတဲ့ဟာတွေကတော့ဒီနားမှာအဆုံးသတ်သွားပြီလို့သူကတော့ထင်နေဒီပွဲပွဲတွေလည်းနေအကြောင်းပေါ့နော် ဒါကတော့ကျမတို့မန္တလေးအခုအစပြိုးသွားပြီလို့ထင်ပါတယ်ပေါ့နော်။အမေရဲ့စာအုပ်ကိုသုတရှင်ပါရှိတဲ့စာအုပ်ကပေါင်းထားတဲ့သဘောဖြစ်တယ်။အဲတော့ကျမတို့မန္တလေးတစ်ဆိုတဲ့ဟာလေးကိုစပြီးဖတ်တော့မယ်။ရွှေဧည့်တဲ့။ရှင်မန္တလေးကိုသွားမလို့လား။မန္တလေးကိုအရင်ကရောက်ဘူးလား။အခုမှသွားပါလား။မရောက်ဘူးသေးပါဘူး။အခုမှသွားမှာဆိုရင်တော့ကျမတို့ချင်းချင်းဆိုရင်တော့ရှင်ဟာကျမတို့ရဲ့ရွှေဧည့်တဲ့ပဲ။ကျမတို့ကမျက်နှိုးရင် လေးစားရင်ရွှေတက်လေးရှိတယ်။ဥမာ ကျမတို့မန္တလေးဟာရွှေမန္တလေးကျမတို့မြို့သူမြို့သားတွေကရွှေမြို့တော်သူမြို့တော်သားပါ။ကျမတို့စီကမလာစဘူးတဲ့ဧည့်သည်ပထမဆုံးချိန်ဧည့်သည်လောက်လာသူကိုရွှေဧည့်သည်လို့ခေါ်တယ်။ကျမတို့လူမျိုးကဧည့်သည်ပေါ်ထားတဲ့စေတနာကိုပြောပြရအောင်မယ်။ကျမတို့ကတမျိုးတရွာကိုသွားတယ်ဆိုရင်ကုခင်မှာလို့ဟိုတရီပိုင်းမှာတင်းတာမဟုတ်ဘူးကုခင်မင်းနဲ့တိကျွမ်းတဲ့မိတ်ဆွေအိမ်ကိုတင်းတာ။ ဒီလိုတဲလာတော့အတဲခံရတဲ့အိမ်ရှင်ကလာမဲဆိုတာကြိုသိရင်သွားကြိုရယ်ပြီးတော့အိမ်မှာရှိတဲ့အကောင်းဆုံးနေရာမှာဧည့်သည်ကိုအိတ်ဖို့နေရာချပေးတယ်ဧည့်သည်အတွက်အကောင်းဆုံးဆောင်ခေါင်းအုံးချစ်နှောင်းနဲ့အိတ်ရာအိတ်ခင်းကိုပြင်ပေးတယ်ပြီးတော့ဒေတာထွက်အစားအစာတွေနဲ့ဧည့်သည်ကိုကောင်းကောင်းမွန်မွန်ချက်ပြုတ်ကျွေးမှုဧည့်ခံတယ်ဧည့်သည်သွားလိုတဲ့နေရာဖူးလိုတဲ့ဖျားများကိုလည်းအိမ်ရှင်ကစုံအောင်လိုက်ပို့တယ်ကိုအိမ်လာတဲ့ဧည့်သည်ကိုဒီလိုဧည့်ခံပြုစုတာဟာကျမတို့နိုင်ငံရဲ့ထုံးစံတစ်ခုပဲ ဧည့်သည်စီကပစ္စည်းတစ်စုံတရာမမျော်ကိုပါဘူးဧည့်သည်ကလည်းသူ့ကိုဧည့်ခံစေဖို့အတွက်တစ်စုံတရာမပေးပါဘူးလာတဲ့အခါလဲဒေတာအတွက်အတီနန်းစားစရာလေးဒါမှမဟုတ်လဲဒေတာအတွက်ပစ္စည်းသုံးစရာလေးအနေနဲ့ဗာလက်ဆောင်ပါလာတဲ့ဒါပါပဲလက်ဆောင်ကပါရမယ်အဓိကပစ္စည်းမဟုတ်ဘူးပြီးတော့ဧည့်သည်ကအိမ်ရှင်းအိမ်မှာသူကဖျက်မှန်နေသောအိမ်နေသူဖြစ်တဲ့သဘောထားပြီးသူ့ကိုတိမ်သားလုံးကအယားယားမှအဥထပြီးနေရာပေးတာပြည့်စုံတာခံရတယ်ဒါကိုအိမ်ရှင်းလို့သူက ်စည်းဥစ္စာချက်နာကြွယ်ဝလို့ပေါ့များလို့ဒီလိုပြုစုတာရဲ့လို့ပြောလို့မဖြစ်ဘူးအဲ့ဒါကိုယ်ရင်ကိုလာရင်ကို့မှာဒီလိုပြုစုရမယ်ဝတ်တရားရှိတယ်ဆိုတဲ့အချက်နဲ့အဲ့ဝတ်ပြုတာဖြစ်တယ်အဲ့တချို့များအဲ့ဒါပြန်သွားရင်အဲ့ဝတ်ပြုပါလို့ကြွေးတင်နေတယ်လို့ဝေတဲ့အဲ့ဒါရှိနေတော့ဒီဖြစ်ကိုအတိမခံဘူးကိုကအိမ်တိန်ကိုဧည့်သည်သွားလို့တဲ့ခံမတော့အဲကိုကသူများကိုကိုပြန်ပြီးပြုစုတာခံရတယ်ဒါဟာမြမတလီထုံးစံတယ်ဧည့်သည်လာမဲဆိုရင်ကြီးတာတဲ့ကြီးဆိုတဲ့ငှက်ကဒီအိမ်ကို ဲ့တယ်ရောက်လာလိမ့်မယ်ဆိုတာကြိုသိတဲ့ဧည့်သည်ရောက်လာရင်ချက်ပြုတ်ကျွေးဝေးလိမ့်မယ်။အဲဒါဆိုသူလည်းဘောဘောတီတီဆိုင်ရာတောက်ရတော့မယ်ဆိုတဲ့အသည့်နဲ့ကြီးမြတ်ကဝန်တာလို့တာရတဲ့အတန်းနဲ့အိမ်ချင်းကို သူကတရင်ပေးနေတာလို့ကျမတို့ကအယူရှိပါသေးတယ်။ပြီးတော့ဧည့်သည်ဆိုတာအိမ်သားလို့ဧည့်လာတာလို့ယူဆကြတယ်။သူများနိုင်ငံတွေမှာတော့ဧည့်သည်ဘောဘလို့သဘောထားလဲတော့မသိဘူး။ကျမတို့နိုင်ငံမှာတော့ဧည့်သည်ကိုဒီလိုပဲတရာကြည့်ပြီးလက်ခံပြုဆိုတာပဲ။ ကျမတို့လူမျိုးကလူနဲ့လူချင်းဆက်ဆံရမှာမေတ္တာနဲ့ဆက်ဆံတာမေတ္တာကြောင့်စေတနာပါတာပေါ့နော်ဧည့်သည်လောက်တဲ့သူကဒီလိုပြုစုတကောလို့အခွင့်အရေးပိုးယူတာမျိုးမလုပ်တဲ့အပြင်ကျွန်တော်တို့စီကိုလည်းတစ်လက်တစ်ပတ်အလဲလာပါအောင်ကျွန်တော်တို့ကလည်းပြုစုပြရစီအောင်လို့ဖိတ်ခေါ်ပြီးပြန်နေပြန်တော့လည်းဧည့်သည်ကိုဒေသတွေတည်တည်ဝလန်းစားစီရတောက်စီရစားတဲ့ပစ္စည်းကလေးများတအားသလောက်လက်ဆောင်ထည့်ပေးလိုက်တည်တယ်အတူပေါင်းလာတဲ့အင်းသားများစားရအောင်လို့တဲ့ နိုင်ငံသားကလာပြီးဟိုတယ်တွေမှာတဲတဲ့ဧည့်သည်များတော့မြန်မာတွေရဲ့အိမ်ပါတဲမဲ့ဧည့်သည်မဟုတ်လို့မြန်မာချင်းချင်းကိုအဲ့ခံတယ်လို့မျိုးအဲ့ခံမယ်တော့မဟုတ်ဘူးဒါပေမဲ့မိတ်ဆွေမန္တလေးကိုရောက်ပြီးကိုသွားကြည့်ခြင်းတဲ့နေရာကိုမသွားရဘူးဖြစ်နေတွေ့တဲ့လူကိုသာမေးကြည့်လားပြော့ပြလမ်းညွှန်ပါလိမ့်မယ်ညွှန်နေုံနဲ့မသွားရဘူးဆိုရင်အဲ့ဒီလူကအရင်ပြော့ပြလမ်းညွှန်လိမ့်မယ် လိုက်ပို့အောင်မယ်ကိုတိုင်းဒီအတွက်ဖိုးခါပေးစရာမလိုဘူးမပို့အားရင်ရင်တစ်ခုခုခေါ်ပြီးမိတ်ဆွေသွားကျင်နေစီဘယ်ကိုပို့ပေးလိုက်ပါပြောပြီးငားပေးလိုက်ပါလိမ့်မယ်အဲ့ဒါသူစီရတာပါမန္တလေးနဲ့ဘုရားပွဲများမန္တလေးကိုသွားမယ်ဆိုရင်ဘယ်ချင်းဟာသွားလို့အကောင်းဆုံးလဲလို့မေးရင်ပွဲလန်းတပင်းနေနဲ့မန္တလေးကိုတွေ့ကျင်းတော့တရင်ကျော်တစားဖို့ဖြစ်တဲ့အောက်တိုဘာနိုဝင်ဘာလတွေမှာအလယ်လာလို့ကောင်းတယ်လို့ပြောပါမယ် မန္တလေးရာသီဥတုကမိုးကုံတဲ့အပြင်အညာရဲ့ပူရင်းမှုတွေကလည်းကျော့နေပြီးတော့စောင့်ဝင်တော့မှမို့အေးဒက်ကလေးကလာစားပြုတ်တဲ့အချိန်ဒီချိန်မှာမိုးကုံနာမြန်ဆောရင်ဆော့ရံနဲ့များအေးဝင်လာလဲဆိုတယ်မုတ်တုံဆောရင်မိုးကုံပြီးပေါ့လို့ပြောမရဘူးအညာဒေသကမုတ်တုံဆုတ်သွားပေမဲ့တောင်တုပ်ပင်လယ်ကမုန်တိုင်းတွေကရှိနေသေးမိုးကလည်းရှိနေတတ်သေးတယ်။နှုတ်ပေတဲ့အများအပြားတော့မိုးကုန်ပါပြီ။ဒီလိုမိုးစကုန်တဲ့သတင်းကြော်လာတဲ့မှာ မန္တလေးကတကိုးကြီးဖျားတွေရဲ့ဖျားပွဲကြီးတွေကျစ်ပါလေရှိကြတယ်ပွဲရက်ကမြန်မာပြက်ကလေးနဲ့ရွေးထားပြီးတင့်စင်နေတာအဲ့ဒီရက်မှာပဲကျင်းပါတယ်သတင်းကြွလာတဲ့ပုံပထမဆုံးကျင်းပါတာကဖျားသုံးစုပွဲသူ့ပွဲရက်ကသတင်းကြွလာတဲ့၁၀ရက်ဒါကြောင့်ဖျားသုံးစုပွဲကိုပွဲဦးလို့သတ်မှတ်ထားတယ်နောက်အင်တော်ရဖျားတရင်ကျွလာဇန်17ရက်17ရက်တက်ကြတီယာဘုရားဘွဲကတရင်ကျွလာဇန်73ရက်74ရက် ရန်နာမြင့်စုဖျားဘွဲကတရင်ကျွလာဇန်14ရက်15ရက်ဗန်ဒလေးမှာမီးထုံးခွဲကရန်ကုန်မှာလို့အစာမုံးလာပြီးမှမကျင်းပါဘူးတရင်ကျွလာပြီးမှကျင်းပါတာဒါကြောင့်ရန်နာမြင့်စုဘွဲကမီးထုံးခွဲတော့ရက်မှာပေါ့ဒီဖျားဘွဲကမန္တလေးမြို့ရဲ့အနောက်မြောက်အစွန်ဆုံးမှာရှိတယ်ဒီဘွဲနဲ့တရက်ထဲပဲကြောက်တော်ကြီးဖျားဘွဲလည်းကျင်းပါတယ်ကြောက်တော်ကြီးဖျားဘွဲကတော့ဖျားဘွဲအလုံးထဲမှာအကြီးဆုံးဘွဲပေါ့ဒီဖျားကမန္တလေးမြို့ရဲ့အရှိမြောင်ဆုံးမန္တလေးတောင်ကြီးမှာရှိတယ် အရင်ကတော့တရင်ကျော်လာစံ14ရက်15ရက်လာပြီးကျော်တရက်နေ့ထိကျင်းပါတယ်၃ရက်ပွဲဒီခေတ်မှာလာပြီးကျော်5ရက်လောက်ထိရက်စွဲပြီး9ရက်ကြီးကျင်းပနေတယ်ဘုရားပွဲဆိုတာနေ့ပွဲမဟုတ်ဘူးညချိန်မှာသွားကြလာကြတဲ့ပွဲညပွဲမှုစိုင်းနေညိတ်နေဇက်တွေရုပ်သေးပွဲတွေနဲ့တညလုံးစီကနေပြီးဘုရားမိတွေကလည်းထိန်ထိန်ကြီးနေအောင်လက်လက်ပါပါထွန်းထားလေရှိတယ်ဥမာ၃ရက်ပွဲဆိုတရင်ကျော်လာပြီနေမှာဘုရားစွန့်တော်ကြီးကံမှာမို့အရက်ကနေတည်တီးမျိုးစုံမုတ်မျိုးစုံကို ပကံများတွေနဲ့လှလှပါပါထက်စွန့်တော်တင်မှုပို့ကြတယ်။အ ਨੇ စုံတိန်တပွဲပေါ်ပြီးတော့စွန့်တော်ပွဲဘူးတချို့ကကြွဲကောသည်လိုလျှောက်ပန်းသည်လိုတစ်တီမျိုးတင်ပေါ်သည်လိုတစ်တီမျိုးကိုလှလှပါပါပုံနေပန်းနေပေါ်ပြီးလိအရသာလက်စွမ်းပြရိုးရာမှုပညာလက်ရာဒီ forecast များနဲ့တင်လူကြတယ်ပေါ့တချို့ကလည်းကိုယ်ပင်ကပြော်ပြီးလှနေအောင်ပြီးတဲ့အသည့်တွေပါတယ်တိကားနေကိုအကန်းလိုက်ချိုးယူတာပြီးအကန်းလိုက်ခင်းနေကြတာလည်းရှိတယ်တချို့စွန့်တော်ကြီးပွဲတွေက တန့်တော်ကြီးကြီးတွေပါတယ်ပွဲတွေဖြစ်တယ်ပြီးတော့ဖျားကြီးပွဲဖျားပွဲမှာစွန်းကြီးလောက်လာလဲပါရတယ်စွန်းကြီးလောက်နေလဲဆိုတာကတန်ကားတွေကိုပင့်ထားပြီးတချို့ရက်ကအေးအမအိုးကြီးတွေနဲ့ချက်ထားတဲ့စွန်းနေစွန်းဖင်တွေကိုစွန်းခံလာတဲ့ကိုရော်ကြီးရဲ့တပိတ်ချင်းလောင်းလို့တာအဲ့တော့လူမျိုးကြတော့ရဲလောင်းဆိုတဲ့အဲစွန်းလောင်းမဲ့ဈေးဉဏ်မန်တာတခုကိုတန်ကားတွေကအရေးလောင်စဉ္ညာနဲ့ကနေကြွဆုံနဲ့ဆုံရင်လောင်းလှူတဲ့သူတွေကတပါးပြီးတပါးစီတက်ပြီးကြွလာနိုင်တဲ့ရေလောင်းနဲ့ကနေ အဲကိုရောရဲ့တပိတ်ထဲလောင်းတာပေါ့ဒီလူမျိုးကရက်ွက်တီမှာဘုံလောင်းအလှူတွေလည်းရှိတာမို့မပင့်ဖိပေမဲ့လဲစွန်းစွန်းရလို့ကိုရင်ငယ်ကလေးတွေကတန်းစီထောင်းမှုကိုဖျက်ပြီးကြားပြတ်ဝင်တို့တာလဲစွန့်ခံတာမျိုးလည်းရှိတယ်အဲ့ဒါမျိုးမဖြစ်အောင်လို့ခုံကြီးတစ်ပါးတာကြွလူရတဲ့ဇင်းကြံရှည်ရဲလောင်းကိုစောက်ထားတာတချို့ရက်ကတော့ဒီလိုမလောင်းဘူးတိန်ကိုတပိတ်တစ်လုံးတာဝန်ပေးတယ်တာဝန်ကြတဲ့အင်းကတပိတ်လုံးနဲ့စွန်းဟင်း၅ခွက်အမောက်ပေါ်လဲခုနှစ်ခွက်ဝယ်ပြီးကိုယ်အိမ်မှာနေမဲ့ကိုနဲ့နဲ့စောစောစောတပိတ်နဲ့ စွင့်နေချက်ကြက်တော်သမီးထက်ထက်စွန့်တော်ကြီးလောင်းလူမန်နေရာသွားဖို့အဲ့လိုပို့တဲ့အခါတချို့ကစွင့်ရင်ကိုသာမကဖုံးကြီးလူရန်ပစ္စည်းတွေပါပါတတ်သေးတယ်ဥမာတင်ငယ်မျက်နှာတော့ဝါချီဖနက်စိတ်ပရိပေါ်စသဖြင့်တန်ခါနဲ့အဲ့ရဆက်ရကိုတက်နိုင်တဲ့အဝင်ဝိုင်းတွေကနေဝယ်ပစ္စည်းတွေလှူပေါ့အဲ့ဒီရောစွန့်တော်ကြီးလောင်းလူတဲ့အခါမှာဇိုင်းတယ်မဲ့ချပြီးပစ္စည်းကိုလှူတာလည်းရှိတယ်ဒီပြပွဲကြီးတွေကနေ့တိုင်းနေ့တိုင်းဒီနေ့ဒီရက်မှာပုံသေးကားကြခြင်းပါတာမို့ဧည့်သည်တွေကဒီရက်လာရင် ဒီပြပွဲကိုကြုံရတော့မယ်ဆိုတာအသေးချတယ်။စီမီတွေကလည်းတချိန်ချင်းဘွဲတွေကလည်းတချိန်ချင်းလူတွေကတောက်တောက်ပြောင်းပြောင်းဝက်စားသွားလာဝဲချန်စားတောင်းနေပြီးပျော်ပျော်ပါပါပွဲကြည့်နေကြတာကိုမြင်ချင်းတွေ့ချင်းပြပွဲရက်တွေကိုလာခဲ့ပါ။အခုတော့ရှိတယ်။ဒီပြပွဲတွေဟာရက်သူရက်သားတွေရဲ့စီးပွားရေးပြတာတိုင်းလည်းဖြစ်တယ်။ကောင်းမွန်ချောင်းလဲသလားမချောင်းလဲဘူးလားဆိုတာကိုလွယ်လွယ်နဲ့မြင်တွေ့ခံမှန်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။မြန်မာလူမျိုးက ရှာလို့ရရင်တော့ပေးမယ်ကဲမယ်လူမဲ့တဲမယ်ပြောမယ်ပါမယ်လေဘယ်သူမှမတိုက်တွန်းရဘူးတဟောင်းဝေးရပါရင်ပဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါမယ်ဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါတူတာကိုဒီနေ့တယောက်ချင်းစီကိုနှောင့်ဆက်တဲ့အတွက်ခွင့်လွှတ်ပေးချပါလို့တောင်းပန်ပါတယ်ဒါမဲ့ရောရီတာမှာပြန်ဆုံပါ